တွေ့လုံးလာပါဘူး။မင်္ဂလာပါဗျာဟုတ်။အဲ့တော့ပြောဘလောက်ကြီးဘူးတွေ့တာလဲ။ခရီးကဘလောက်ကြီးအော်အေးထွားတာတော့ဟိုကျွန်တော်တို့တေယုဆောင်ဆိုတာကဟိုကာရက်တာလေးကိုလောက်ရတဲ့ဟိုလိုတေယုဆောင်လို့ပြောခံတာမျိုးဆိုတော့ကျွန်တော်တို့ဒီကာရက်တာကိုတော့ဟိုဒီ view တတာကာရက်တာကိုဝဲကြည့်ပြီးတော့တာဝန်ကျေတဲ့နယ်လို့ထင်တယ်အဲအဲ့ဒါကြောင့်မို့အဲ့ဒါလည်းဟို ကျွန်တော်ကဟိုအဲ့လိုဆရာကောင်းတွေနဲ့မိခဲ့တဲ့ကိုသားညီမျိုးပါလို့အဲ့လိုမျိုးတွေပေါ့နော်အဲ့လိုကိုဆရာသမားတွေဦးစော်တို့အဲ့လိုမျိုးတွေဆရာမျိုးအဲ့လိုကြားတာပေါ့နော်အဲ့လိုကျွန်တော်တစ်ခါကြုံမှုတယ်ကျွန်တော်၄ဘာကြောဆိုင်ပဲလို့ဆိုင်မှာ၄ယောက်စလုံးကဇက်သိမ်းမှာကျန်တဲ့၃ယောက်က fight တယ်အဲ့ကျွန်တော်လည်း fight ရှင်တယ်ပေါ့နော်ကျွန်တော၄ဘာမှာကျွန်တော်တက်တူးနေတယ်အတူနေအဲ့မှာကျွန်တော်ဘာလို့မဖိုက်မှာလေးယောက်စလုံးဖိုက်တာပဲဟာဘောရောနောက်ဆုံးကမှကျွန်တော်လည်းတော့ဖိုက်မယ်ဆိုတော့အဲ့မှာကိုတိုင်းကြီးကတခါပြောဘူးလေ။ဘာပြောလဲဆိုတော့ မင်းရားတဲ့ဒီဇလန်းထဲမှာကောင်မလေးနှစ်ယောက်ပေါ့နော်အဲ့ဒီမှာဟိုဟာပေါ့နော်ပန်ဖြူးသူ့နဲ့တန်တာနဲ့မှာအဲ့အဲ့နှစ်ယောက်ထဲတစ်ယောက်ကိုကျွန်တော်ကြိုက်နေရတယ်နော်ကြိုက်နေတော့ကျွန်တော်ကကောင်မလေးတွေနဲ့ပဲနေခဲ့ရမယ်တဲ့မင်းကမင်းကြိုက်နေတဲ့ကောင်မလေးတစ်ယောက်နှစ်ယောက်ကဒီမှာရှိနေတာကိုမှသွားချနေတာမဟုတ်ဘူးအဲ့တော့မင်းကကောင်မလေးကိုကြိုက်ခဲ့တယ်ဆိုတော့ character အရမင်းနေဦးနေခဲ့မှာကောင်မလေးနဲ့အဲ့လို fight ချင်နေလည်းမရဘူးအဲ့အဲ့လိုမျိုးပေါ့နော်အဲ့လိုလေးတွေညာနေစားပြီး character အဲ့လောက်ထိကိုကြည့်ရတာဆိုတော့အဲ့အဲ့လိုလေးတွေတည်လာခဲ့ရတာပေါ့အဲ့ဒါကြောင့် ချိန်ကအဲ့လိုမမြင်တော့ဘူးခုကြမှာအပြင်းကြီးနဲ့ညင်လာတယ်အဝန်စာလေးစုမိလာတယ်တဘာလေးရှိတာလေအဲ့လိုပြောမလားဟောအဲ့လိုပြောဖို့လေခက်ပြန်ရောဗျာနော်လူကလည်းပဲတစ်နှစ်နဲ့တစ်နှစ်ဝန်စာလည်းမတူဘူးပေါ့နော်တိတာလေးမတူဘူးရလာတာလေးမတူဘူးဆိုတော့ဟိုအခုချိန်ထိလည်းပြေဆုံးတယ်လို့မဟုတ်ဘူးအများတန်းလောက်သွားအောင်ပါဘာလို့လဲဆိုတော့ကိစ္စများများလူတို့ဘောင်းနဲ့ဟိုဇက်တော်တွေက950ဒီဘက်တော်တွေမှာ ခွဲထုတ်လိုက်လို့ရှိရင်အများကြီးပဲလောက်အောင်မဲ့ character တွေလည်းအများကြီးပဲဆိုတော့ဘယ်လိုမျိုးအခုချိန်ထိလည်းတင်ယူနေရတော့မဲ့လို့ပဲပြောရမှာအဲ့တော့ဟိုပြည်တာလေဆိုတာတော့ရှိတာမှမဟုတ်ပါဘူးအဲ့တော့စကားမစားဘာသာရေးတော့ဘယ်လိုလဲစားတာဘာသာရေးပတ်သက်တဲ့ကဟုတ်ကဲ့ရုပ်ဖတ်သွားတာပါတယ်ဒါတက်ပြီးနားလည်လို့ပြောရုပ်ဖတ်သွားတာဟုတ်ပါဟုတ်ဟုတ် ျွန်တော်ဝိဇာမေးလေးစေဆိုတော့အထက်ကိုင်းဝင်ထားတာ6နှစ်ရှိပါပြီပေါ့။တရက်ပြရာဝိုင်းလေးရှောင်လိုက်တာ6နှစ်ရှိပါပြီ။ဟိုအဲ့ကြားထဲမှာတော့အဲ့ဒီ6နှစ်အတွင်းမှာတော့အဓိဋ္ဌာန်နေဝင်ဖြစ်တယ်ကိုစောင့်ထင်းရမယ်ဟာတွေစောင့်ထင်းနေပေါ့နော်။ကျွန်တော်ကတော့အဓိကကတော့ဂရီ3ခုနဲ့ပါပဲ။အဲအမဲသားကျွဲသားအရက်ပြရာဝိုင်းသူများသားမရ။အဲအဲ့အဲ့3ခုအဓိကတော့ဟုတ်။အဲ့တော့ဟိုဘာလို့အဲ့လိုဒိုင်းနေဝင်ဖြစ်တာလဲ။ အဲ့ဒါဘုရားဆိတ်ရှိတာဒါမို့ရအတော်တခုရှိလို့ပြောတာဖြစ်သွားတယ်။ဟုတ်ပါကျွန်တော်အဲ့ဒါတော့ကျွန်တော်ကနည်းနည်းတော့ထူးဆန်းတယ်ကျွန်တော်ဖြစ်သွားတာ။အဲ့လိုစေပိုင်းဆရာတွေဆိုရင်နဲ့ဟိုအဲ့လိုနန်တော့ကဟောနော်လူတွေကိုခေါ်ပြီးအမိန့်ပေးလို့ရတယ်ခေါ်ပြီးခိုင်းလို့ရတယ်ဆိုရင်ကျိုးနဲ့တုတ်ထားတောက်တုတ်တယ်ချိန်နဲ့ရက်တုတ်ဆိုတုတ်ရပါ냐ဆိုရင်မေတ္တာများပို့ရင်ဘယ်လောက်ထိရောက်မလဲဆိုအဲ့လိုဆရာတယောက်အနေနဲ့များမေတ္တာပို့ရင် ဘယ်လောက်ထိရောက်မလဲပေါ့ငါတို့ဒီလူအနေနဲ့ငါမြေတာပို့တာရပါမလားဆိုတော့အဲ့အတွေးတစ်ခုတည်းနဲ့ပဲစေပိုင်ဆရာဖြစ်အောင်လုပ်ပြီးတော့အဲ့မြေတာပို့တာထိရောက်ချင်လို့ဆိုတဲ့ဟာနဲ့ပဲအဲ့အဲ့လူနဲ့ပဲဝင်ပြစ်သွားပြီးတော့ကျွန်တော်တော့တော်သူဖြစ်သွားတာပေါ့ဗျာအဲ့လိုကျွန်တော်စဖြစ်တာတော့အဲ့လားအဲ့လိုအဲ့လိုအဲ့လားပဲအဲ့လားဟာမင်းတို့ကခိုင်းအောင်ခိုင်းလို့ရတယ်ဆိုမှတော့မြေတာပို့ရင်လည်းထိရောက်မှာပေါ့လို့ဆိုတဲ့ဟာမျိုးပေါ့အဲ့ဒီအကျိုးတက်ရောက်ဘူးအဲ့ဒီရဲ့ဟိုဟာကိုထင်တဲ့အတိုင်းဘယ်လိုလေးဖြစ်လာတယ်ဘယ်လိုလေးအဲ့ ဒါပြောရရင်တော့ကျွန်တော်တူတဲ့ personally ရတော့ကျွန်တော်ပြောကတော့ကုဖို့မရှိဘူးအဲ့လိုမျိုးဘာလို့ဆိုကျွန်တော်မချုပ်ချင်ဘူးမရိုက်ချင်ဘူးပေါ့နော်ကျွန်တော်ကကျွန်တော်ဝင်လာရင်တော့ကျွန်တော်ကဂလိပဲထိုးပြီးကုရင်ကုမှာဆိုတော့အဲ့လိုမျိုးဆိုတော့အဲအဲ့လိုမျိုးလေးတွေတော့ရှိရပါတော့အဲအဲ့တော့ဟိုကိုကကိုလုံချာရှိတဲ့ဘာသာရေးလေးတွေပဲတတ်နိုင်မှာကိုဘာသာရေးခြေလမ်းတိုင်းခြေလမ်းတိုင်းမှာ ဖျားဟောနဲ့မတွေ့ဖီဝါဘူးပဲအဓိကလေးထားပြီးတော့ပဲဒီလိုလေးပဲပေါ့ပမာပါအဲဒီလိုဒီပွဲတွေကတော့အဲ့လိုမျိုးပြအကြောင်းသိတဲ့သူတွေကတော့အကြိမ်ကိုပါပြီဆိုရင်အဲ့လိုပွဲတော့ကတ်ထိုင်းမှာကက်လီကတ်တာရှိသွားပြီပေါ့နော်ခုတခါဂန်နဝင်းကတုံးမှာတော့ဆိုရင်ကျွန်တော်တို့အဖွဲ့တွေအဲမိုတာပေးရတာဟုတ်မိုတာတာပေါ့အဲ့လိုဟုတ်မိုတာပေးခဲ့ရတယ်အဲ့ဒါတော်တော်များများသိပါပဲကိုကြီးတို့လည်းကိုကြီးကိုယ်တိုင်ကိုခေါ်ခိုင်းလို့ကျွန်တော်တို့ အဲ့လိုမျိုးအဲကျွန်တော်ဒီအဖွဲ့သားကြီးအဲ့လိုပညာသင်ကြီးကိုတွေပေါ့နော်အဲ့လိုအကိုဆရာတွေကိုခေါ်ပြီးတော့အဲ့လိုကျွန်တော်တို့ဝိုင်းပြီးတော့ဟောဖြစ်လာကြတယ်ကျွန်တော်ရိုက်လဲရိုက်ပွဲလဲအပ်ပေါ့အဲ့လိုဒီလိုအော်ဟုတ်ငေါ့ပြီးတော့ရိုက်နေပြီးတော့ထုတ်တာထုတ်မနေသူမြစ်တာလည်းထုတ်ရင်ရတယ်လို့မပြောဘူးကွာရမယ်ရတယ်အဲဒါတော့ကျွန်တော်ဟို professional လုပ်မနေဘူးလို့ဆုံးဖြတ်ထားတော့ဆုံးဖြတ်ထားတော့ကျွန်တော်ကတော့ ဟိုဒါကိုမပြောချင်ဘူးပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဟိုတချို့များကြတော့လည်းပဲတို့ကိုတို့ရတယ်ချုပ်ကိုချုပ်ရတယ်ဆိုတော့လူတွေရှိကောင်းရှိမှာပေါ့လေအဲ့ဒါအကြောင်းမလို့လဲကျွန်တော်ကမလုတာလို့ပြောတာပေါ့ဟုတ်ကဲ့ဟိုတိတိရှိရတယ်ဆိုတော့ပါကိုကပေါ်ပြီးပေါ့ပေါ့လုံးကတာကဒီတော့စိတ်လေးနဲ့တွားတာကဘယ်လိုပြောမလဲอืมအဲ့လိုလဲမဟုတ်ဘူးဗျမတ်ဆွေရှိတုန်းကကျွန်တော်တို့ကဟို ဒီလိုမျိုးပဲလေလူငယ်ဘာဝပဲအဲ့လိုအဲ့လိုအဲ့လိုပျော်ပျော်နေတဲ့အချိန်တွေပဲဆိုတော့မဆွေဆုံးွားလုံးကတော့တခုရလိုက်တာကတော့ဘယ်ရမှမမြဲဘူးပေါ့နော်အပြီးရောကိုမြင်သွေးပေါ့အဲအဲ့လိုဟာလေးတွေကလည်းပေါ်လွင်စေပါလေပေါ်လွင်လာစေတော့ပေါ့နော်အဲအဲ့လိုမျိုးပေါ့ကျွန်တော်အခုအဲ့လိုစပြောင်းနေဆိုရင်တော့အဲ့မဆွေဆုံးသွားခြင်းရပဲကျွန်တော်တို့စပြီးရောတရားရလာလို့ပြောရမှာပေါ့ဟုတ်ကဲ့ကျွန်တော်ခုလည်းပြဇက်ကောက်လို့ပြောတယ်ဒီကနည်းနည်းလေး ဟုတ်ကဲ့ဟုတ်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 အဲ့ဒါကတော့ဟိုကိုကိုတိုင်းလည်းအဲ့လိုမျိုးလေးနေနေလေးမှာပေါ့ဒီမောင်မြဆိုလည်းမောင်မြပေါ့မောင်ဖြူဆိုလည်းမောင်ဖြူပေါ့မောင်ဖြူရဲ့ original characteristic လေးတွေမှာကိုပဲအဲ့လို character development လေးအဲ့လိုတစ်ခုနှစ်ခုကိုယ့်အကူထပ်ပြီးတော့ဖြစ်ရတာဟောကနာပါပါအဲ့ဒါအဲ့ဒါတောင်အဲ့လိုအဲ့လိုမျိုးလေးဖြစ်မှာပါ ဟုတ်ကဲ့ဒါတော့လူတိုင်းလူတိုင်းပြင်ဆင်ကြပါလေကျွန်တော်တို့ပြင်ဆင်ကြရတဲ့လူလည်းရှိပါမယ်ဟုတ်ကဲ့သူများပြင်ဆင်ရတယ်ကိုကဇက်ခုတောင်းတာခုဇက်ခေါက်ခုလည်းလူလေးကျုပ်ပြီးတော့ပြင်တယ်လူလေးတို့တာကျွန်တော်တို့ဟိုစူးစမ်းနေကြတဲ့သူတွေစူးစမ်းနေကြသလိုပဲကျွန်တော်စူးစမ်းနေတယ်လို့ပဲပြောချင်ပါတယ်ဟိုလူမျိုးကြီးတော့ကျွန်တော်အဲ့လိုအဲ့လိုမျိုးတော့ဟို differentiate မလုပ်တတ်ဘူးဟုတ် ခုနဉာလုံးလေးလောက်တာကျွန်တော်လည်းလောက်ပြန်ဟောအဲ့အဲ့ဘယ်လိုလုပ်ကျင်တာလဲဘယ်လိုလောက်တာလဲဟုတ်ပါအဲ့ဟာမင်းအခုဒီကားထဲမှာအဲ့လိုမျိုးဟိုဦးစင်းစီတို့မျိုးတွေတို့အဲ့ဒီဗာလဲဒီကိုထုံးထုံးလောက်ခဲ့တဲ့တန်ချောင်းတို့လိုမျိုးတွေလည်းပဲအမှန်မှန်ဆိုလို့ရှိရင်အဲ့လိုလေးလောက်လို့ရတဲ့ character ပဲဦး မတူအောင်လေးပဲစဉ်းစားကြည့်ရတဲ့သဘောပါအဲ့လိုအဲ့လိုအဲ့ဒါလည်းပဲမတူအောင်ဆိုတော့ကိုကမတူချင်တာမျိုးမဟုတ်ပါဘူးကိုပရိသတ်တို့အမြင်မတူတာလေးတွေဖြစ်စင်လို့ဖြစ်စေချင်လို့အဲ့လိုမျိုးလေး additional လေးတွေဟိုကပူစားရတာပေါ့နော်ကိုကြီးတို့လည်းပူစားဥစော်တို့လည်းပူစားရတာဟုတ်ဒီလိုလုပ်တည်တယ်အဲ့လိုပြောမှာဟုတ်ပါဘူးဇက်ကောင်ကြီးတက်ပြဒီလိုလုပ်ရမယ်လို့ ဒီလိုလုပ်တဲ့လုပ်လိုက်ကိုပြုတ်ပေါင်းပါဟုတ်အဲအဲ့ဒါတော့ဟို personally ပဲဆိုင်ပါလို့ပြောပါဥပမာတော့အခုကတော့ကျွန်တော်ကျွန်တော်ကျွန်တော်ဒီမှာမြင်တဲ့အချို့သူကိုကျွန်တော်မြင်တဲ့အမြင်လေးကိုကျွန်တော်တင်ပြကြည့်လိုက်တယ်ဟိုအလုံးအဖွင့်ပြတော့ကျွန်တော်လုပ်တယ်အဲ့ဒီသဘောပါဟုတ်အဲ့တော့ကျွန်တော်ဒီကနေပြောတော့မလေးနဲ့ပြန်နေစစ်အဲ့ဒီဒီဘွားရွေးသွားမှာလက်တော်မှာတော့အဲ့ဒါတော့မဖြစ်ပါဘူးဟုတ်အဲ့ဒါဒီဘယ်လိုပြဖြစ်အဲ့ဒီဒီလိုလေးနှိပ်တရလား